Hello guys အားလုံးမင်္ဂလာပါဒီနေ့မှာတော့ကျွန်မအာသင်တို့ရဲ့တစ်ဖက်လူကဘာပြောရှင်းနေလဲဆိုတဲ့စကားလေးတွေကို channel message တင်လုပ်ပေးမယ်ပေါ့နော်အဲတော့ channel message လေးစာပြီးတော့ဖတ်လိုက်ကြမယ်တစ်ဖက်လူကဘာပြောရှင်းနေတဲ့음မေုံကတဲ့လက်လွတ်လိုက်ပြီးရောမှာပေါ့နော်ငါကငါနာကျင်စေခဲ့တယ်တဲ့နောက်တစ်ခါ ငါ့ကိုလည်းမမေ့ပါနဲ့တဲ့မင်းကိုလည်းငါမမေ့ပါဘူးတဲ့သူကမေ့တော့မှကြောက်ရလားနော်ခလတ်တလေးလေးငါ့ကိုလည်းမမေ့ပါနဲ့နင့်ကိုလည်းငါမမေ့ပါဘူးတဲ့နော်ငါတို့ရဲ့ relationship တွေပေါ့နော်ငါတို့ရဲ့ဆက်ဆံရေးကြီးကအရင်ရှုပ်ထွေးတယ်ပြီးတော့လို့ရှိရင်ငါတို့ထိန်းချုပ်လို့မရတဲ့ပြဿနာတွေပေါ့နော်ဒီ relationship နဲ့ပတ်သက်ပြီးဆက်ဆံရေးနဲ့ပတ်သက်ပြီးငါတို့ထိန်းချုပ်လို့မရတဲ့ပြဿနာတွေအများကြီးနေတဲ့နော် ောက်တစ်ခုอืมဘသူမင်းอ่ะဗောเนาะဘသူလည်းမမတူမင်းကတကယ်ကိုငါအတွက်တော့အချင်းချက်လေးတခုပဲပြီးသွားလို့ရှိရင်ငါအတွက်မင်းကတကယ်ကိုအထူးခြားဆုံးပဲเนาะအမ်သူလည်းမမတူဘူးဗောเนาะသူလည်းမမတူလည်းနှုတ်တရားကိုပြောထားတယ်သူကတကယ်တချွန်းချန်ဆိုတာပေါ့နော်ဟိုဘယ်လိုပြောရမှာလဲသူ သူ့ကိုမမချစ်ဘူးပေါ့နော်သူ့ထိတ်ထဲမှာလို့သတ်မှတ်ထားတယ်ဒါပေမဲ့မင်းကလွယ်လို့ရှင်သူ့ကိုမချစ်မင်းမင်းကတကယ်သူ့ရဲ့ပေါ့နော်အဲချွင်းချက်လေးတစ်ခုပေါ့နော်အဲ့လိုမျိုးပြောတယ်ချွင်းချက်ဆိုတာသိရမလားအာသူရဲ့စိတ်ထဲမှာတခုခု rules တခုခုသတ်မှတ်ထားမယ်ကွာသတ်မှတ်ထားမယ်ဒါပေမဲ့မင်းကအဲ့ဒီ rules ကိုတယောက်တည်းသူ့ကိုပဲဖောက်ဖျက်ခွင့်ပေးထားတယ်အဲ့ဒီသဘောပဲပေါ့နော်သိရမလားနောက်တစ်ခါ အာမင်းနဲ့ငါနဲ့ကြားမှာရှိရပေါ့နော်အာကွာဝေးတွေကငါ့ကိုဒုက္ခပေးနေတယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အဲတချို့ဆိုလို့ရှိရင် နေရာဒေသဝေးကွာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းအဲတချို့ဆိုလို့ရှိရင်ဒီနီးရတာနဲ့ပေါ့နော်မတွေ့ဖြစ်တာမျိုးပေါ့နော်ဒါမျိုးတွေတွေ့ဖို့ရခက်ခဲရှိနေတာမျိုးဒါမျိုးတွေကိုပြောထားတယ်နောက်တစ်ခုမင်းမရှိဘဲနဲ့ပေါ့ငါနေနိုင်မယ်ဆိုပြီးတော့မှ ဟန်ဆောင်ကြာကြာလေးပေါ့နော်ငါဟမ်ဆောင်နိုင်တော့ဘူးပေါ့ဆက်ပြီးတော့မှမင်းရှိပဲနေနိုင်နေဆိုပြီးတော့ငါဆက်ပြီးတော့ဟမ်ဆောင်နိုင်တော့ဘူးလေနော်အော်မီယောငါကိုရဲ့အတွင်းထဲကိုပေါ့နော်ဘာတွေမြင်ရလဲမီယောငါနဲ့ပတ်သက်ပြီးတော့ဘာတွေသိရလဲဘာတွေမြင်ရလဲပေါ့နော်အောက်တစ်ခါအဲမီရဲ့အချစ်တွေကိုငါစောင့်မျှော်နေပါတယ်တဲ့ သူကမှပေါ့နော်မင်းမင်းလိုမျိုးငါအောင်ခံစားရအောင်သူကမှမလုပ်ပေးနိုင်ဘူးတဲ့မင်းကငါတွေ့သမျှလူတွေအားလုံးထဲမှာ အကောင်ဆုံးသောလူပါပဲတဲ့နော်အမ်မင်းနဲ့ပေါ့နော်တယောက်တနေရာစီဝေးခွာနေဝေးခွာနေတာငါအတွက်တော့အဆင်ပြေမနေဘူးတဲ့နော်အဲဆိုလို့ရှိရင်ဒီထဲမှာက LDS လေးတွေများနေမယ်နော် အတရားစတင်များလိမ့်မယ်တရားနဲ့တရားဝေးကွာနေတာတွေကအဆင်မပြေဘူးလို့ပြောထားတယ်နော်အင်းဒီမှာပေါ့နော်မင်းကမင်းကိုပေါ့နော်ငါကမင်းထင်တာထက်ကိုပို့ပြီးတော့မှငါကမင်းကိုချစ်တယ်နော်မင်းနဲ့နာထပ်ပို့ပြီးရောငါကမင်းကိုချစ်တယ် ငါ့ကိုထိတွေ့ခွင့်ပေးပါတဲ့နော်ငါ့ကိုအာချစ်ခွင့်ပေးပါပေါ့နော်ငါ့ကိုဖန်ဆုပ်ထားခွင့်ပေးပါဆုပ်ကန်ခွင့်ပေးပါတဲ့နော်အာငါကမင်းရဲ့စိတ်ကူးရင်အိမ်မက်လေးပဲငါကမင်းရဲ့ကြိုက်နေတဲ့ဆုံးအရာလေးပဲတဲ့ငါတို့တွေလှပနိုင်ပါတယ်တဲ့ငါ့ကိုလက်ထပ်ပါတဲ့ င်းကကိုအထင်ကြီးရမျိုးကိုငါလိုအပ်တယ်တော့မင်းကကိုထင်ကြီးစေချင်တယ်ပေါ့နော်နောက်တစ်ခုကကြောင့်အမ်မင်းကပေါ့နော်ငါရှိမှရှိရဲကောင်းတဲ့အရာတွေရောဆိုးတဲ့အရာတွေရော မင်းကပေါ့နော်လက်ခံနိုင်တယ်ဒါပေမဲ့ငါကတော့မင်းစီမရှိရကောင်းတဲ့အရာတွေရောဆိုးတဲ့အရာတွေရောလက်မခံနိုင်ဘူးပေါ့နော်အမ်ပြောချင်တာကတော့အမ်ဒီကြည့်ရင်ခေါ်တဲ့လေးပြန်သူရဲ့ကောင်းခြင်းတွေဆိုးခြင်းတွေအကုန်လုံးလက်ခံနိုင်နေတိုင်းပဲသူကတော့ခေါ်တဲ့လေးလူမျိုးပေါ့နော် မလုံနိုင်ဘူးတဲ့နော်ပြောရမယ်ဆိုလို့ရှိရင် collective lady ကသူ့အဖို့ချစ်တယ်ဆိုတဲ့သဘောပေါ့เนาะအဲ့လိုမျိုးပြောလို့ရတယ် တာတွေနဲ့မာနာတွေနဲ့ကငါ့ကိုဒုက္ခရအောင်လုပ်လိုက်တာပဲတဲ့။နောက်နောက်ကကြတော့ငါကအင်းငါမင်းဖို့ဆက်ဆက်လိုက်တဲ့ပြုမှုတွေအတွက်ကငါငါကငါရှက်မိရေပေါ့เนาะတကယ်တမ်းကျတော့မင်းကအဲ့လိုမျိုးဆက်ဆန်နေအပြုတ်မှုတွေနဲ့ဆက်ဆန်ခြင်းမျိုးကို မခံယူထိုက်တဲ့ဘူးပေါ့เนาะအဲ့လိုမျိုးဆက်ဆန်မှုမျိုး မခံထိုက်တဲ့လူမျိုးတဲ့ သူလောက်ခဲ့မိရတဲ့အတွက်သူရှက်တယ်နောက်တိုင်းရတယ်ပေါ့နော်အာမင်းနဲ့တစုံတရာနဲ့ကိုမင်းညာတွေ့လိုက်တယ်တဲ့နော်တရာရောက်ကသူတငယ်ချင်းတရာရောက်ကပဲဖြစ်ဖြစ်ပေါ့နော်မင်းနဲ့တစုံတရာနဲ့ကိုမင်းညာတွေ့လိုက်တယ်တဲ့နော် I want you ဘာမင်းကိုလိုလိုလိုချင်နေပေါ့နော်ဒါတော့သူကပြောချင်နေတဲ့စကားလေးဖြစ်ပါတယ်အမ် color တလေးကိုသူကပြောချင်နေတဲ့စကားလေးဖြစ်ပေါ့နော်အဲ့လိုချင်ကြတော့ သူကနေဘိုင်းဖြစ်နေတယ်သူဘိုင်းဖြစ်နေတယ်တစ်ချက်ကြည့်ကြည့်မယ်อืมဒီမှာလည်းတမွန်ကြာနော်တမွန်ကြာဆိုတော့တကြောင်မလို့အာဆောကလည်း distance ဖြစ်နေရမျိုးမကြိုက်ဘူးသူကဒီမှာလည်းပေါ့နော် distance ဖြစ်နေရမျိုးလေးပြတယ်ဒီတရားနဲ့တရား distance ဖြစ်နေရအကွာအဝေးတစ်ခုပြရပေါ့နော် distance ဖြစ်နေရမျိုးလေးကို ဝမ်းနေနေပေါ့နော်သူကအဲ့လိုမျိုးခံစားနေရပါတယ် distance ဖြစ်နေရမျိုးလေးဝမ်းနေနေရမျိုးလေးခံစားရတယ်နောက်တစ်ခုอืมตัว family ที่တော့ตั้วขึ้นเนี่ยเว้ยเนาะคุณจริงเนี่ย collateral เนี่ย family ที่တော့ဒီတန်းစုဘဝที่တော့ตั้วขึ้นเนี่ยမျိုးရှိရယ် နည်းနည်းလေးနော်ဟိုကွဲမရနေရဘူးလေးရှိတယ်မိသားစုထိသွားခြင်းပေမဲ့อืมတခုခုပေါ့နော်အဝေကွဲမရဖြစ်နေရမျိုးတွေရှိတယ်ဘာဝေကွဲမရဖြစ်နေရလဲโอเคอืมတချို့လူတွေเนาะတချို့လူတွေမှာဆိုလို့ရှိရင်သူစီမှာ အာသူစီမှာပေါ့နော်ဟိုဘယ်လိုပြောရမှာလဲ relationship ရှိနေတယ်သူစီမှာ relationship နေရတဲ့ရှိရှိနေရတဲ့ကိုစီကိုလာကြိုက်တာမျိုးရှိတယ်သူစီမှာ family မိသားစုရှိနေတဲ့ကိုစီကိုလာကြိုက်တာမျိုးရှိနေတယ်နော်အဲ့လိုမျိုးတနည်းရာမှာသူခြေချုံကြမိပြီးသားရှိရတဲ့တချို့ဆိုလို့ရှိရင်သူစီမှာအဲ့လိုမျိုး um အိမ်အောင်ရှိနေရမျိုးပေါ့နော်ရီစားရှိနေရမျိုးပေါ့နော်အဲ့လိုရှိနေတဲ့တဲ့ကိုစီကိုစီကိုလာကြိုက်တာမျိုးရှိတယ်နော်အဲ့လိုမျိုးအဲအဲ့ရနေပြီးတော့ဘယ်လိုပြောရမလဲအဲ့ဒီသူနဲ့ကိုနဲ့ကိုပေါ့နော်အဲရွေးချယ်ပူရပေါ့နော်ရွေးချယ်ပူရသူစိတ်တွေစိတ်နှခွာဖြစ်နေရမျိုးပေါ့နော်ဒါမျိုးတွေဒါမျိုးတွေဖြစ်နေတယ် ိတ်နှခွန်ဖြစ်နေရမယ်သူ့ကိုရွေးချယ်ရမလားကိုယ်ကိုရွေးချယ်ရမလားဘသူ့ကိုထားခဲ့လို့ထားခဲ့ရမှာမသိဘူးအဲ့လိုဖြစ်နေတယ်နော်အဲဒီမှာလဲသမုံးမှာလဲ distance ဖြစ်နေရမျိုးလေးပြတယ်ဒီမှာလဲ distance ဖြစ်နေရမျိုးလေးပြတယ်တချို့ဆိုလို့ရှိရင်ဆက်သွယ်ခြင်းရဲ့တန်နဲ့မဆက်သွယ်နိုင်တာမျိုးပေါ့နော်အဲအဲ့လိုမျိုးလေးရှိနေတယ်နော်အဲ့လိုမျိုးလေးရှိနေတယ်အဲတကယ်လို့တကယ်တော့ပေါ့နော်သူစီမှာအဲ့လိုမျိုးမိသားစု family တွေအဲရှိရလဲမဟုတ် relationship ရှိရလဲ အဲမဟုတ်ဘူးဆိုလို့ရှိရင်အဲသူ့ရဲ့မိသားစုပေါ့နော်သူ့ရဲ့မိသားစုနဲ့ကိုယ်နဲ့သူ့ကိုရွေးချယ်ရမှန်းမသိဖြစ်နေတာသူ့ရဲ့မိသားစုကသူ့ပုံအရင်ထိန်ချုပ်တော့အာကြီးရပေါ့နော်ထိန်ချုပ်တော့အာကြီးရဒါမျိုးလေးသူ့ပုံအမ်ချုပ်ကိုင်းတော့အာကြီးရမျိုးပေါ့နော်ထိန်ချုပ်တော့အာကြီးရမျိုးအဲ့လိုမျိုးရှိနေတတ်တယ်တဲ့နော်သူကတော့ quality လေးကိုအာအဲ့လိုမျိုးတစ်ခုခုပေါ့နော်အာကန်လန်းခြင်းနဲ့ အဆင်ပြေခြင်းနဲ့ပေါ့နော်တချို့ဆိုလို့ရှိရင်လည်း collateral တွေကိုအဲ့ဒီတစ်ဖက်လူကအဲ့လိုမျိုးပေါ့နော်အဲငွေတွေပါတယ်ပေးတာမျိုးပေါ့နော်ဒါမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်อืมသူကထွက်သွားခြင်းနဲ့ခဏလေးနော်ဒီ sit on slightly တိတ်ပြီးတော့ပေါ့တယ် sit on slightly နဲ့ဘာလို့ပြောခြင်းများလဲမသိဘူး တူကလေဒီ relationship ထဲကနေထွက်သွားခြင်းနေရထွက်သွားခြင်းနေရတွေ့ရသူ့မှာဆိုတာပြောတယ်သူ့မှာဒီအဒီ relationship တခုရှိရဲ့အဲ့ဒီ relationship ထဲကနေသူအထွက်သွားခြင်းနေရမျိုးလေးရှိရဲ့เนาะဒါမှမဟုတ်လို့ရှင်သူ့မှာအဲ့လို relationship အဒီ relationship တခုမရှိခဲ့ဘူးဆိုလို့ရှင်ကြည်နေရ collateral တွေမှာအဲ့လိုမျိုး relationship တခုရှိတာဖြစ်နိုင်တယ်เนาะအဲ့ဒီ relationship ထဲကထွက်သွားခြင်းနေရမျိုးလေးတွေ့နိုင်တွေ့ရတယ်ပေါ့เนาะ အဲ့လေးရှင်းရှင်းတရားနည်းထွက်သွားခြင်းနေရာမျိုးလေးတွေ့ရတယ်။အဲ့ဒီလေးရှင်းရှင်းကိုထွက်သွားပြီးတော့မှအာဒီကြည့်နေခလတ်တေးနဲ့သူနဲ့အဲ့လိုမျိုးဘဝသစ္စာခြင်းနေရာမျိုးအဲ့လိုမျိုးရှိရပေါ့နော်။အဲ့လိုမျိုးဖြစ်နိုင်တယ်။အဲ့လိုမျိုးဖြစ်နိုင်ပါတယ်။နောက်ထပ်ထပ်ကြည့်မယ်။ အချို့တွေကကြတော့ပေါ့နော်အဲအဲ့လိုမျိုးစိတ်ကူးစားရှိရာစိတ်ကူးစားရှိရာအဲ့ဒီ relationship နဲ့စိတ်ကူးစားရှိရာအာဘယ်လိုပြောမလဲအဲ့ဒီ relationship စီကနေထွက်သွားမယ်လို့စိတ်ကူးစားရှိရာတကယ်လက်တွေမှာထွက်မသွားနိုင်အဲ့ဒီတော့ချိန်ကြတော့ကိုယ်ကိုပဲကြိုးခမ်းလိုက်ရတာမျိုးနော်ကိုယ်ကိုပဲဆွန့်ထွက်လိုက်ရတာမျိုးဒါမျိုးကြီးဖြစ်တတ်တယ်ကိုကိုရိုင်းကလည်းအဲ့လိုမျိုးရှိနေတဲ့သူဆိုလို့ရှိရင်အဲတစ်ဖက်လူကိုပဲအဲရှေ့ဆက်မရတဲ့အတွက်ဆွန့်လွတ်လိုက်ရတာမျိုးအဲ့လိုမျိုးလေးဖြစ်နိုင်တယ်နော် အဲသူ့စီမှာအလိုလိုရှိရှိရှိနေတဲ့အကြောင်းမလို့သူကိုပေါ့နော်အဲဒီမှာကြောက်ခိုင်းလိုက်ကြောက်ခိုင်းလိုက်ရတာမျိုးပေါ့နော်ဒါမျိုးကြီးရှိတယ် Okay အဲ့တော့ပါထကြည့်ရမယ်ဒီမှာတော့ဇလန်းကတော့အလိုမျိုးအော်နှစ်ယောက်သားအနည်းဆက်ဖို့တော့တိတ်ပြီးတော့မဖြစ်နိုင်မဖြစ်နိုင်တဲ့ဇလန်းမျိုးပုံစံမျိုးတွေ့ရတယ်เนาะအဲ့လိုမျိုးတွေ့ရပါတယ်အဲ့တော့တခြားကလေးနည်းနည်းကြည့်လိုက်မယ်เนาะ ပြီးတော့အခုအနေနဲ့ဘာဆက်လုပ်တယ်လဲဆိုတာလေးနည်းနည်းကြည့်ပေးမယ်နော် Okay Okay ထားလိုက်တော့တော့ခုဟာငါကငါကဆိုတော့လုံလောက်သွားကြည့်လို့မဖြစ်တော့ဆက်ပြီးအောင် Okay အဆကြည့်မယ်နော်ဒီမဲကိုအနေနဲ့နည်းနည်းပေါ့နော် Oracle message နေရောနောက်တစ်ခုပြောချင်တဲ့စကားလေးရောပေါ့နော် ါဒါဒီထဲမှာအကုန်နှမျိုးလုံးပါပြီးသားဆက်ချာနေเนาะအမ် silent is on kind of confessions not exchanging our weekend gym ပဲเนาะ not everyone เนาะဆိုတော့ဒီမှာဒီမှာလာပြီเนาะ oregon ကနေပြီးချင်းညာခုချင်းညာ colorful လေးတွေဟိုဒီမှာဒီဆုံးမနေပြီเนาะဆုံးမစကားလေးနားထောင်ရအောင်เนาะ तू อ่ะဒီမှာဒီ not everyone meant to be stay forever uh some people come to teach you some things ပေါ့เนาะလူနည်းရောက်တွေ့ဆုံလိုက်တဲ့အခါမှာ အဲတချို့လူတွေပေါ့နော်လူအဲ sorry လူတိုင်းလူတိုင်းနော်လူတိုင်းလူတိုင်းကတွေးဆုံတာကအမြဲတမ်းအတွက်ပေါ့နော်အတူတကွနေထိုင်မမဟုတ်ဘူးတစ်ခါလေကြလို့ရှိရင်လူတချို့ကကိုယ်စီရောက်လာတယ်ဆိုတာကကိုကိုဟိုပေါ့နော်တင်ကြားစရာလေးတွေရှိတော့ lesson ပေးစရာလေးတွေရှိတော့ပေါ့နော်အဲအဲ့ရဲ့တဘောအဲ့ရဲ့တဘောကဘယ်လိုလဲဆိုချင်ကြတော့သူ့ အဲလူတယောက်ကကို့ဘဝတွေကိုကြောက်တာရယ်ဆိုတာအများန်းနေထိုင်ဖို့အတွက်ပေါ့။သူကနေတစ်ဆင်းမှာကို့စီမှာဘဝအတွက်ရှာရမယ့်သင်ခန်းစာတွေရှိတယ်နော်။အဲဒီသင်ခန်းစာတွေကိုသင်ကြားပြီးဖို့ကို့စီကိုရောက်လာတာပေါ့နော်။အဲတချို့တွေဆိုကို့ကထားပါတော့ကို့ကမချစ်တတ်တဲ့လူတယောက်ဝင်ထားပါတော့မချစ်တတ်တဲ့လူတယောက်ဆိုလို့ရှိရင်အဲကို့ကိုချစ်တတ်အောင်လို့ပေါ့နော်။အချစ်တွေသင်ကြားပြီးဖို့ကို့စီကိုရောက်လာတာမျိုးပေါ့နော်။ဒါမျိုးတွေလည်းအဲဒါမျိုးလည်းဥပမာပေါ့နော်။အဲဒီခါလေးကြားလို့ရှိရင်ကို့က အာဒီစိတ်တဘောရာကပြတ်သားဖို့လိုနေတယ်ပေါ့နော်ပြတ်သားဖို့လိုနေဆုံးဖြတ်ချက်ပြတ်သားဖို့လိုနေဆိုလို့ရှိရင်လူတယောက်နဲ့ပတ်သက်ပြီးတော့မှကိုကဒီအတွေ့အကြုံကောင်းကောင်းသိသွားတယ်ဆိုလို့ရှိရင် तू ကကိုဆုံးဖြတ်ချက်ပြတ်သားတတ်အောင်သင်ပေးသွားတယ်ပေါ့နော်အဲတချို့ကလည်းချစ်တတ်အောင်သင်ပေးသွားတယ်တချို့ကလည်းမုန်းတတ်အောင်သင်ပေးသွားတယ်တချို့ကလည်းအသေးမှတတ်အောင်သင်ပေးသွားတယ်ပေါ့နော်အဲတချို့ကလည်းကျင်နာတတ်အောင်သင်ပေးသွားတယ်ဒါမျိုးလေးလေး तू ကပြောချင်တာနော်နောက်တစ်ခါ ဒါလည်းတူတူပဲเนาะအဲမင်းကိုဆုံရှုံလိုက်တာကတဲ့ငါငါကိုအချစ်ဆိုတာပိုင်ဆိုင်ခွင့်အများရန်เนาะအချစ်ဆိုတာကအာပိုင်ဆိုင်ဘူးတခုလည်းတတ်မဟုတ်ဘူးဆိုတာကိုငါကိုတင်ကြပေးသွားတယ်တဲ့เนาะအဲပြောရမယ်ဆိုလို့ရှိရင်ဒီချစ်တယ်ဆိုတာလည်းပေါ့เนาะချစ်တယ်ဆိုတာလည်းအဲဒီပိုင်ဆိုင်ပြီးတော့မှချစ်တာမှ အချစ်တာမဟုတ်ဘူးပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ဒီမှာကြည့်ရင်လှုပ်ပေးလိုက်တာလေနော်လက်လှုပ်ပေးလိုက်တာလေချစ်တာပဲဆိုချင်တာဒီနောက်ကဟာရင်တော့တော်ပြီးဆက်ဆက်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်သူ့အနေနဲ့ relationship ရှိနေရ relationship ရှိနေရတဲ့ကြောင့်မို့လို့အာပေါ့နော် relationship ရှိနေရတဲ့ကြောင့်မို့လို့အာဆက်ပြီးရရှိမဆက်တဲ့နော်လက်လှုပ်လက်လှုပ်ရမယ်ဆိုရင်ပုံချိုင်းမျိုးပေါ့နော်အဲ့လိုလိုက်ချင်ရအာဘုံပြောမယ်ချစ်ချစ်ချစ်တယ်ဆိုလို့ရှိရင်လည်းလိုက်တာလေကိုယ်ရဲ့ချစ်တယ် အကြောင်းတနည်းတလန်နဲ့ဖော်ပြလိုက်တာတွေပေါ့နော်အဲ့ဒါမျိုးပြောတာပါအဲ့ဒါမျိုးပြောတာပါနော်အာ there something behind your eye what are you hiding နော်အာမင်းစီမာအမ်မင်းရဲ့နောက်မှာပေါ့နော်အာတခုခုရှိရဲ့ပေါ့နော်မင်းရဲ့မျက်လုံးရဲ့မင်းမျက်လုံးရဲ့နောက်ဘက်မှာတခုခုရှိရဲ့မင်းပါဖုံးခွဲထားတာလေတဲ့နော်အဲဒါကတော့သူ့ဘက်ကနေပြီးတော့မှမေးချင်တယ်မိကုန်နေဖြစ်မှာပေါ့နော် မင်းတခုကိုဖုံးကွယ်ထားတယ်ပေါ့ဖုံးကွယ်ထားတာလေเนาะအဲ့ဒါကိုမိထားတယ်နောက်တစ်ခါတိုင်း time heal me but is doesn't erase you เนาะအချိန်ရတော့ငါ့ကိုစိတ်သက်သာရရငါရှိမှရှိစိတ်ထရရလို့ကုစားပေးသွားတယ်ဒါပေမဲ့မင်းနဲ့ရှိရဲ့ memory ပေါ့เนาะမင်းနဲ့ရှိရဲ့အဲအရာတွေကတော့เนาะအဲကြောက်ွယ်သွားမှာမဟုတ်ဘူးပေါ့နော်အဲပြောရမယ်ဆိုလို့ရှိရင်တော့ ဒီချက်ချက်တာနာနာကျင်ကျင်နဲ့ချက်ခဲ့ရတယ်ဘယ်လိုပြောမလဲဆွန့်လွတ်လိုက်ရတာဘယ်လိုပေါ့နော်အာဘာမျိုးတွေတော့ဘယ်လိုပြောမလဲဆွန့်လွတ်လိုက်ရတာမျိုးလေးတော့ရှိမယ်ချက်ချင်းဆိုရင်တော့အရင်ဝမ်းနေမယ်ဒါပေမဲ့အချိန်ရပူစားသွားတဲ့အတွက်ကြောင့်မလို့အလောက်ထိတော့မယ်အရင်အလောက်ထိတော့မခံစားရဘူးဒါပေမဲ့အမေဖြောင်းသွားတာမျိုးပေါ့နော်ကြောက်ပြတ်သွားတာအရာမျိုးမရှိဘူးပေါ့နော် န္တမျိုးကိုပြောထတာဖြစ်ပါတယ်။အဲဒီတော့ဒီ relationship ရဲ့အကြောင်းလေးကတော့ဒါမျိုးလေးပဲဖြစ်ပါတယ်။ဒီ first line ကတော့ကြီးစားတော့မလို့တော့ဒါနဲ့ပါလေးတင်းဖို့လိုလဲပေါ့နော်။ပါသူ့ကိုလိုလဲအားလုံးနဲ့နေချင်တယ်။ပါတီလို့ရှိနေ ပါတီကိုရှိတယ်ပါတီကိုရှိတယ် okay game over เนาะဘောစတိုင်းအများကြီးကြည့်တော့เนาะ game over ဆိုချင်ရတော့ game over ကတန်းနဲ့တူတယ်ဒီအန်နဲ့တူတယ်เนาะအာဒီ relationship တစ်ခုပြီးဆုံးသွားတာပေါ့เนาะအာဆုံးသက်သွားတာပေါ့ relationship တစ်ခုအဆုံးသက်သွားတယ်ပြီးဆုံးသွားတယ် ဒါအောင်ပြောတာဖြစ်ပါတယ်နော် game over ဆိုပြီးသွားပြီပေါ့နော်အဆုံရှုံလိုက်ရပြီပေါ့နော်ဒါမျိုးနဲ့ပြောရမယ်ဒီပွဲမှာကိုရှုံသွားပြီပေါ့နော်အဲ့လိုသဘောမျိုးလည်းပြောလို့ရတယ်ဘာလို့လဲဆိုချင်တယ်ဒီနောက်မှာအာဒီ target တွေနဲ့ဆက်ဆက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်မစိတ်ထဲခံစားရတာတော့ဘာရှိရှိရဲ့သူတရားလို့မခံစားရတယ်เนาะအဲသူစီမှာဖိုင်ရှင်ရှိရဲ့သူမဟုတ်ဘူးဆိုလို့ရှိရင် collective တွေကဖိုင်ရှင်ရှိရဲ့သူမျိုးဖြစ်နိုင်တယ်เนาะအဲဒါကြောင့်မလို့ အဲဒီမှာ long family เนาะသူစီမှာ family ရှိရမျိုးဖြစ်နိုင်เนาะအဲ့လိုမျိုးဖြစ်နေတယ်ကဲအားဆိုလို့ရှိရင်တော့ဒီ new reading ကတော့ဒီလောက်ပါပဲ collective lady အားလုံး memo collective lady အားလုံးကျေးဇူးတင်ကြမယ်ပြောလဲပါတယ်ဘိုင်ဘိုင်